လက်ခံမှုလိုတယ်ဆိုတာကိုကျွန်တော်နားမလည်ဘူးကျွန်တော်တို့ကဇက်တိုက်အပြစ်ပြုနေကြရတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့သခင်ယေရှုကကျွန်တော်တို့အပြစ်တွေကိုယူသွားပြီဒီတော့ကျွန်တော်တို့အပြစ်လုံရင်ဖုံးတော်ကြီးစီမှာအဘက်ဖြေပြီးခွင့်လွှတ်ခြင်းခံရတယ်တေးတဲ့အခါကောင်းငင်မှုရောက်နိုင်တယ်သခင်ကကျွန်တော်တို့ကိုအပြစ်မရှိဘူးလို့မြင်တယ်သခင်ကြွလာတဲ့အခါဘာလို့တရားစီရင်ခြင်းအမှုပြုမှာလဲသခင်ယေရှုကလူရဲ့အပြစ်ကိုခွင့်လွှတ်ပေးခဲ့ပေမဲ့သူတို့အပြစ်တွေခွင့်လွှတ်ခြင်းခံရရင်ကောင်းငင်မှုရောက်နိုင်တယ်လို့မပြောခဲ့ဘူးသခင်ကဒီလိုပြောခဲ့ဘူးလား လုံးဝမပြောခဲ့ဘူးတခင်ပြောခဲ့တာရှင်းတယ်အပြစ်ကျူးလွန်သူတိုင်းဒီအပြစ်ကြီးကျွံဖြစ်ဤကျွံစေကံဒီအိမ်၌အမြဲမနေရသားဖြစ်သူကအမြဲနေထိုင်ဤอืมငါဒီတန်ရှင်းတော်မူသောကြောင့်သင်တို့ဒီတန်ရှင်းရမည်အာမင်ကျွန်တော်တို့အပြစ်တွေကိုခွင့်လွှတ်ပြီးပြီဆိုတာကျွန်တော်တို့မှာအပြစ်ပြုတဲ့သဘာဝမရှိတော့တာလား ကျွန်တော်တို့ရဲ့ဖောက်ပြန်ပြက်စီးမှုတွေတန့်စင်သွားတာလားကျွန်တော်တို့အပြစ်တွေခွင်းလွတ်ခံရတယ်ဆိုပေမဲ့ကျွန်တော်တို့မှာအပြစ်ပြုတဲ့တဘာဝနဲ့ဆိုးရုပ်တဲ့စိတ်ဓာတ်ရှိသေးတယ်ကျွန်တော်တို့ကနိုင်ငံတော်ဝင်ရင်ဖယောင်းပုံကံပြီးအာခံနေအောင်မှာအပြစ်ပြုပြီးလွန်ကျူးတဲ့ဇကားတွေကိုပြောနေအောင်မှာဟုတ်တယ်ဒီလိုလူကိုနိုင်ငံတော်မှာနေခွင့်ပြုပါမလားဖယောင်းအပြစ်သားတွေကိုသူ့နိုင်ငံတော်ထဲဝင်ခွင့်ပြုပါလားမပြုပါဘူးမဖြစ်နိုင်ပါဘူးဒါကြောင့် သခင်ကနောက်ဆုံးသောကာလမှာတရားစီရင်ခြင်းအမှုပြုနေတာလူသားမျိုးနွယ်ကိုအပြစ်ကနေစိုးရုပ်တဲ့စိတ်သဘောထားတွေကနေခယ်ဖို့ပါဒီလိုနဲ့သခင်ကကျွန်တော်တို့နာခံကိုးကွယ်နိုင်ဖို့အတွက်ပါဒါနောက်ဆုံးသောကာလမှာသခင်လှုပ်ဆောင်တဲ့ကယ်တင်ခြင်းအမှုပဲအာမင်သခင်ယေရှုကပရောဖက်ပြုခဲ့တယ်ငါဒီတင်တို့အားပြောစရာများစွာရှိတော်လဲတင်တို့ဒီယခုခံယူနိုင်ကြမည်မဟုတ်တမန်တော်ရဲ့ဝိညာဉ်တော်ကြွလာသောအခါတမန်တော်အလုံးစုံကိုတင်တို့အားသွန်သင်လိုက်မည် ငါကိုပယ်၍ငါစကားကိုနာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏ငါပြောသောစကားပင်နောက်ဆုံးနေ့၌ထိုသူအားအပြစ်စီရင်မည်ဖျားအိမ်တော်မှစတင်၍တရားစီရင်မည့်အချိန်ကြရောက်လာလေပြီအာမင်တမန်တော်ရဲ့ဝိညာဉ်တော်ရောက်လာပြီသူကအနန္တတကုရှင်ဖျားသခင်ပါပဲလူတွေကိုကယ်ဖို့တမန်တော်အလုံးသူဖော်ပြတယ်ဒါလူရဲ့အပြစ်ပြုခြင်းအရင်းမြစ်ကိုဖြေရှင်းဖို့စိုးရုပ်တဲ့စိတ်သဘောထားကိုတန့်စင်ဖို့ဟုတ်တယ် ဒါဆိုအပြစ်ပြုတာဖះအောင်ပုံကန်အာခန္ဓာတွေမလုံမိတော့ဘူးဖះအောင်နာခံပြီးကိုးကွယ်ကြမှာပဲအဲ့ဒီခါကျမှကျွန်တော်တို့ကသူ့နိုင်ငံတော်ကိုခေါ်ဆောင်ခံရဖို့ထိုက်တန်မယ်သူကတိပြုခဲ့တဲ့ကောင်းကြီးတွေကိုလက်ခံရရှိဖို့ထိုက်တန်မယ်ယုံကြည်သူတွေအားလုံးကထင်ကြတယ်ကျွန်တော်တို့ကအပြစ်တွေကိုနေ့တိုင်းအာဘက်ဖြစ်အပြစ်ဖြစ်လို့ခံရမယ်နိုင်ငံတော်ဝင်ရဖို့ထိုက်တန်မယ်ပေါ့ဒါပေမဲ့ဒါတော်တော်မှားနေတယ်ဟုတ်တယ် သူ့နိုင်ငံတော်ဝင်ဖို့ဘသူထိုက်တန်တာလဲတခင်ယေရှုပြောခဲ့တယ်ငါ့ကိုတခင်တခင်ဟုခေါ်သူတိုင်းနိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံရှိငါခမဲတော်ကြီးအလိုကိုဆောင်ရွက်သူသာလဲဝင်ရလိမ့်မည်အာမင်တခင်ယေရှုရဲ့စကားတွေကအစွမ်းထက်ပြီးဩဇာရှိတယ်ဒါတွေကတမန်တော်တွေပဲဟုတ်တယ်ဒါကိုအယူဆတွေပေါ်အခြေခံပြီးကြည့်လို့မရဘူးတမာတရားနဲ့ညီဖို့ကသခင်နှုတ်ကပတ်တော်တွေကိုအခြေခံရမယ်။ဟုတ်တယ်။ဖခင်နှုတ်ကပတ်တော်တွေဖတ်ရအောင်။ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဖတ်လိုက်မယ်ကောင်းတယ်ရွေးနှုတ်ချင်းခံရပြီးသားဖြစ်ပြီးမပြောင်းလဲသေးသောဒုမဟုတ်ဖရာသခင်အားဖြင့်ဆုံးလင်းသေးခြင်းမခံရသေးသောအပြစ်သားတဦးသည်ဖရာ၏စိတ်နှလုံးနှင့်ညီညွတ်နိုင်သလိုလူဟောင်းအတိုင်းရှိနေသေးဖြစ်သည့်တင့်အတွက် သင်သည်ယေရှုအားဖြင့်ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့်ဖျားဤကယ်တင်ခြင်းကြောင့်အပြစ်သားအဖြစ်ယူဆမခံရတော့လေရင်းမှာအပြစ်မရှိတဲ့ကဲ့သို့မစင်ကြဲသူမဟုတ်သည်ကိုတတ်တည်မပြပေသင်မပြောင်းလဲသေးပါကမြည်သူတန်ရှင်းစင်ကြယ်နိုင်မည်နီအတွင်း၌သင်သည်မစင်ကြဲခြင်းအတ္တနှင့်ဆိုးရွားယုံမှခြင်းတို့ဖြင့်ပတ်ချဝိုင်းနေသည်တိုင်အောင်သင်သည်ယေရှုနှင့်အတူဆင်းသက်လူနေသည်ဖြစ်သည်သင်ထိုမြကံကောင်းသလော တင်ဤယုံကြည်ခြင်းတွင်အစင်းတစ်ခုခြံလှက်မိသည်ရွေးနှုတ်ခြင်းခံရပြီးတော်လဲတင်မပြောင်းလဲသေးပေဖျားစိတ်နှလုံးနဲ့တင်ညီညွတ်ဖို့ဖျားကိုယ်တိုင်တင်ကိုပြောင်းလဲတန့်စင်ပေးမှရပေမည် ရွေးနှုတ်ခြင်းသာခံရပါကမုံမြတ်တန်ရှင်းခြင်းကိုတင်ရယူနိုင်မည်မဟုတ်ပေဤနည်းဖြင့်ပြောင်းလဲခြင်းနှင့်ဆုံးလင်းသေးခြင်းဤအဓိကအဆင့်ဖြစ်သောလူကိုစီမံသည့်ဖျားဤအမှုတွင်အဆင့်တစ်ဆင့်ကိုတင်လွတ်သွားခဲ့သည့်အတွက်တင်သည် ဖះဤကောင်းမြတ်သောကောင်းကြီးများကိုဝေမျှရန်အရေးချင်းမိမိမဟုတ်ပေ။ရွေးနှုတ်ခံရပြီးသားအပြစ်သားတဦးအနေဖြင့်တင်းသည်ဖះဤအမွေဥစ္စာကိုဒိုက်ရိုက်ဆက်ခံနိုင်သောမရှိပေ။အာမင်။အာမင်။ပြောထားတာတော်တော်ကောင်းတယ်။ဟုတ်တယ်။အခုသူနှုတ်ကပတ်တော်တွေဖတ်ပြီးဘယ်လိုခံစားရလဲ။တော်တော်ကောင်းတယ်။လက်တွေ့ကြရတဲ့ဇာတ်တွေပဲ။ဟုတ်တယ်။ကို့အဖြစ်တွေလွတ်ခံရရင်ကောင်းငင်မောင်ရောက်နိုင်တယ်လို့ယုံခဲ့ဘူးကြတယ်။ဒီတွဲခေါ်ကမမှန်ဘူးဆိုတာမြင်ရပြီ။အင်း။ ။သခင်ယေရှုကတခါမှဒီလိုမပြောခဲ့ဘူး။ဒါလူသားရဲ့ယူဆသက်သက်ပဲ။ဟုတ်တယ်။ဟုတ်တယ်။ကိုဖြစ်စေခြင်းတို့ကျွန်တော်တို့သူ့နိုင်ငံတော်ထဲသခင်လာခေါ်ဖို့ဆက်ဆောင်နေပြီ။နောက်ဆုံးကြသခင်ကိုကြိုဆိုရမယ်အစား။ကပ်ဘေးထဲကိုကျသွားရင်မိုင်မဲတဲ့သူတို့သမီးတွေဖြစ်သွားမှာမဟုတ်လား။ဒါမှန်ပါတယ်။ဟုတ်တယ်။ဒီတော့သူ့နိုင်ငံတော်ထဲဝင်ပြီးလှပတဲ့ခရီးပတ်နိုင်ကိုရခြင်းသူ့ရဲ့တရားစီရင်တန့်စင်ခြင်းကိုလက်ခံရမယ်။ ဒါနိုင်ငံတော်ကိုရောက်မဲ့တခုတည်းသောလမ်းကြောင်းပဲအာမင်ဟုတ်တယ်အနန္တတကုရှင်ဖရာသခင်ရဲ့တရားစီရင်တန့်စင်ခြင်းကိုလက်ခံရမယ်ကျမနားလည်ပြီကောင်းငင်ဘုံကိုရောက်ဖို့အတွက်သူ့ရဲ့နိုင်ငံတော်နဲ့ထိုက်တန်ဖို့သူ့ရဲ့တရားစီရင်တန့်စင်ခြင်းကိုလက်ခံရမယ်ဒီလိုမဟုတ်လားဟုတ်တယ်မှန်တာပေါ့ဒီတော့အပြစ်တွေခွင်းလွှတ်ခံရဖို့နဲ့ကောင်းငင်ဘုံရောက်ဖို့ဘုန်းကြီးတွေကိုအားကိုးနေအောင်ပါလားခွင့်လွှတ်ခံရပြီးကောင်းငင်မုံရောက်ဖို့အတွက်ဘုန်းကြီးတွေကိုအားကိုးတာက ကိုလိုရဆွဲထွေးနေတာပဲဟုတ်တယ်မှန်တယ်အရင်ကကို့အပြစ်တွေကိုဘုန်းကြီးရှိမှခဏခဏအာဘက်ပြေတယ်အခုဒါရဲ့မိုင်မဲပုံကျွန်တော်မြင်သွားပြီယုံကြည်တာအသက်ထောက်ဝက်ရှိပြီဘုန်းကြီးတွေကကျွန်တော်တို့ကို ကောင်းကင်ဘုံခေါ်နိုင်တယ်လို့ထင်တော့မယ်မျက်ကန်းဖြစ်ပြီးနားမလဲခဲ့တာပဲအခုပြောတာမှန်တယ်ကျွန်တော်မိုင်မဲခဲ့တယ် နောက်ဆုံးသောကာလခရစ်တော်သည်လူသား၏ပြောဆိုပြုမှုပုံကိုလေ့လာရန် လူသား၏အနှစ်သာရကိုဖော်ထုတ်ရန်တွင်တင်ရန်တမန်တော်အမျိုးမျိုးသုံး၏ဤနှုတ်ကပတ်တော်များသည်လူသား၏တာဝန်လူသားသည်ဖိယသခင်ကိုမြည်သို့နာခံသင့်မုံမြည်သို့တစ္ဆာရှိသင့်မုံတာမန်လူတစ်ပါးဝါကိုမြည်သို့အသက်ရှင်နေထိုင်သင့်မုံအပြင်ဖိယ၏ဉာဏ်ပညာနှင့်စိတ်တော်သာစသည်တို့ကဲ့သို့သောတမန်တော်အမျိုးမျိုးပါဝင်သည် ဤနှုတ်ကပတ်တော်များအားလုံးသည်လူသား၏အနှစ်သာရနှင့်ဖောက်ပြန်ပျက်စီးမှုတို့ကိုဥတီထားသည်ဖျားကိုလူသားကပြစ်ပယ်ထားပုံကိုဖော်ပြသည့်နှုတ်ကပတ်တော်များမှာ လူသားသည်စာတန်၏ပြယုံနှင့်ဖျားကိုစန့်ကျင်သည့်ရန်သူအင်အားတစ်ခုမြည်သို့ဖြစ်သည်နှင့်ဆက်လင်း၍ပြောဆိုထားသည်သူ၏တရားစီရင်ခြင်းအမှု၌ဖျားသည်လူတစ်ပါးဝကိုစကားအနှဲငယ်များဖြင့်ရှင်းလင်းစေသည်မဟုတ်သူသည်ရေရှင်နှင့်ပတ်သက်၍ဖော်ထုတ်သည် ကင်တွယ်ဖြည့်ရှင်းပြီးပြုပြင်လေသည် ဤကွဲပြားခြားနားသောဖော်ထုတ်ခြင်းပြုပြင်ကင်တွေဖြည့်ရှင်းခြင်းဤစနစ်အားလုံးကိုတာမန်စကလုံးများဖြင့်အစားမထိုးနိုင်ပေလူသားတွင် လုံးဝကင်းမဲ့နေသောတမာတရားဖြင့်အစားထိုးနိုင်ပေသည်ယင်းတို့ကိုသာတရားစီရင်မှုဟုခေါ်နိုင်၏ယင်းသာလျှင် လူကိုချိုးနှိမ်နိုင်ပြီးဖျားအားလူလက်ခံယုံကြည်အောင် လုပ်နိုင်သည့်အပြင်ဖျားကို အမှန်တကယ်သိစေနိုင်ပေသည်တရားစီရင်ခြင်းကဖြစ်ပေါ်စေသည်မှာဖျားမျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်ဤပုံကံမှုနှင့်ပတ်သက်သည့်အမှန်တရားကို လူသားကတည်နာလေခြင်းဖြစ်သည်တရားစီရင်ခြင်းမှုသည်ဖျား၏အလိုဖျားမှု၏ရည်ရွယ်ချက်နှင့်လူသားနားမလည်နိုင်သောနည်းနည်းမှုများတို့နှင့်ပတ်သက်သည့်များပြားလှသောတည်နာလေမှုကို လူသားအားရရှိခွင့်ပေးသည်ယင်းသည်လူသားကိုသူ၏ဖောက်ပြန်ပျက်စီးမှု အနှစ်သာရနှင့်အရင်းအမြစ်ကိုသတိပြုကာတည်ရှိခွင့်ပေးသည့်အပြင်လူသား၏အကြီးအကျယ်မှုကိုတည်ရခွင့်ပေးလေသည် ဤအကျိုးတရားမှုအားလုံးတို့ကိုတရားစီရင်ခြင်းအမှုက ဖြစ်ပေါ်စေသည် အကြောင်းမှာဤအမှု၏အနှစ်သာရသည်ဖျားအပေါ်ယုံကြည်ခြင်းရှိသူများအားလုံးထံဖျားဤဓမ္မတရားလမ်းခီးနှင့်အသက်တို့ကိုဖွင့်ပြပေးသည့်အမှုဖြစ်သောကြောင့်ဖြစ်သည်ဤအမှုသည်ဖျားသခင်လှူဆောင်သောတရားစီရင်ခြင်းမှုဖြစ်၏အာမင်နောက်ဆုံးသောကာလမှာသခင်ကလူကိုတရားစီရင်မှုဓမ္မတရားပေါ်ပြတယ်ဒါနဲ့နဲမှုဖွင့်ပြတာပဲသခင်ကျေးဇူးတော်ပဲယုံကြည်သူဖြစ်လာတဲ့နှစ်တွေတခြားအဖြစ်ကနေလွတ်မြောက်ခြင်းခဲ့တာ ဒါပေမဲ့ဒီယုံကြည်တဲ့နှစ်တွေမှာလုံးဝကိုမလွတ်မြောက်နိုင်ခဲ့ဘူးကျွန်တော်ကကောင်းကင်ဘုံရောက်ဖို့ညှော်လင့်ချက်မရှိဘူးလို့ထင်ခဲ့တာသခင်ကိုယုံကြည်ခြင်းကြောင့်ကိုယ့်အပြစ်တွေခွင့်လွတ်ခံရပြီမဲ့အပြစ်ပြုတဲ့သဘာဝကမပြေလည်သေးမှန်းသူ့နှုတ်ကပတ်တော်ဖတ်ပြီးမြင်သွားတယ်ဟုတ်တယ်ဟုတ်တယ်အပြစ်ရဲ့အရင်းမြစ်ကိုဖြေရှင်းဖို့သူ့ရဲ့တရားစီရင်ခြင်းကိုလက်ခံရင်ကျွန်တော်တို့ဖောက်ပြန်ပျက်စီးခြင်းကတန့်စင်ခံရနိုင်တယ်အာမင်ဒါလုံးဝမှန်တယ်ဖခင်ကနောက်ဆုံးကာလမှာဘာလို့တရားစီရင်မှုပြုတယ်ဆိုတာ နောက်ဆုံးမှကျွန်တော်မြင်သွားပြီဘုရားသခင်ကျေးဇူးတော်ပဲဘုရားကနောက်ဆုံးသောကာလမှာတရားစီရင်မှုပြုဖို့လိုတယ်ဟုတ်တယ်ဒါဆိုအနန္တတကုရှင်ဘုရားသခင်ကတရားစီရင်ရမှုကိုဘယ်လိုပြုတယ်ဆိုတဲ့အတွေ့အကြုံလေးပြောပြပါလားဒီအကြောင်းပြောပြပါလားဟုတ်တယ်ပြောပြပါကျွန်တော်တို့နားထောင်လို့ပါဟုတ်နည်းနည်းပြောပြမယ်อืมနန္ဒတကုရှင်ဘုရားသခင်ကိုကျွန်တော်လက်ခံတဲ့အချိန်မှာဒီသတင်းကောင်းကိုတခြားဖုန်းကြီးတွေနဲ့မျှဝေခြင်းတယ်ဒါမဲ့အံဩစရာက ခိုင်းအုပ်တွေဖုံးကြီးတွေရှုပ်ချတာဖိနှိပ်တာကိုကျွန်တော်ကြုံလိုက်ရတယ်။သူတို့ကျွန်တော်ကိုစွမ်းကုန်တားတယ်။ကျွန်တော်လမ်းမှန်နေလွဲသွားအောင်လို့ကျွန်တော်အသိန်းတော်ကိုလူတချို့နဲ့ဝင်တောင်းညှန်းခိုင်းတယ်။တော်တော်လုံးတယ်။တော်တော်လုံးတယ်။အယုံမလို့တရားလုံးရတာလေ။ကျွန်တော်တော်တော်ရင်နာမိတယ်။ကျွန်တော်ဖုံးကြီးဖြစ်တော့ကအသိန်းတော်ကလူတွေအားလုံးကျွန်တော်ကိုလေးစားကြတယ်။ကျွန်တော်ဘယ်ဟုသွားသွားအထင်ကြီးလေးစားခံရတယ်။ဒါပေမဲ့နောက်တော့ကျွန်တော်ရှုပ်ချခံရတယ်။အပယ်ခံရတယ်။တွေးထွေးခံရတယ်။ ကျွန်တော်ခုံစင်တန်းကိုဆုံးရှုံးရတာတွေ့ပြီးတော့စိတ်မချမ်းသာဘူးတောကရောက်ပြီးကျွန်တော်ကဘာပြောင်းမြန်ဖြစ်သွားတယ်လို့ပဲဒီတော့ဆူတောင်းပြီးအနန္တတကုရှင်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ဖတ်တယ်တင်ဒီမြင်မာသည့်ယာရုအစင်တန်းနဲ့နာမည်ကုန်တဲ့ရှိပါကအသိပညာအရှံပယ်နဲ့ပေါများသောပစ္စည်းဥစ္စာများပိုင်ဆိုင်ပြီး လူများ၏ထောက်ခံအားပေးခံရတော်လဲ ဧရာများကဖျားသခင်ဤခေါ်ခြင်းနဲ့ဖျားဤတာဝန်ပေးစေခန်းချက်ကိုလက်ခံရနှင့်လှုပ်ဆောင်ရန်ဖျားရှိမောက်သို့လာခြင်းမှတင့်ကိုမတားဆီးပါကတင်လှုပ်ဆောင်သမျှအလုံးသည်ကမ္ဘာပေါ်ကအတိပ္ပယ်ရှိဆုံးအကြောင်းတရားနှင့်လူသားမျိုးနွယ်ထဲမှအဖြောင့်မတ်ဆုံးတာဝန်ဖြစ်လိမ့်မည်တင်သည်အစဉ်အတန်းနှင့်တင်ကိုပိုင်ရီမှန်းချက်များအတွက်ဖျားဤခေါ်ခြင်းကိုညှင်းပယ်ပါက တင်လှုပ်ဆောင်သမျှအားလုံးသည်ချိန်ချင်းကိုခံရလိမ့်မည်ဖြစ်ပြီးဖျားဤဆက်ဆုပ်ရွန်ရှာခြင်းကိုပင်ခံရလိမ့်မည်အာမင်အာမင်အာမင်ကြားရတာမင်းကရှိနေဆုံးတာဒီလိုသာအပြည့်အစုံကျွန်တော်တစ်ခါမှမကြားဘူးဖျားနှုတ်ကပတ်တော်ဖတ်တော့ဖျားကကျွန်တော်ကိုမျက်နှချင်းဆိုင်ဖော်ထုတ်ပြီးတရားစီရင်နေတယ်လို့ပဲတော်တော်ရှက်မိတယ်ကျွန်တော်ဆယ်စုနှစ်ကြာယုံကြည်ခဲ့ပြီးကုကုကုဖျားတရားကိုင်းဆိုင်သူလို့မြင်ခဲ့တယ်ဒါပေမဲ့တခင်ကြွလာတော့ ဂုံစင်တန်းထိန်းချုပ်တာကျွန်တော်ခံရတယ်။အားလုံးဆွတ်လွတ်ပြီးသူ့နောက်မလိုက်ချင်ခဲ့ဘူး။ဒါဖျားအပေါ်စက်ကပ်အံ့နံခြင်းနဲ့လား။သူ့နှုတ်ကပတ်တော်တွေကဖွင့်ပြတာတရားစီရင်တာမရှိရင်ကျွန်တော်အစီခံခဲ့တာ ကျွန်တော်ရဲ့ဖုန်းကြီးအစင်တန်းလိုက်စားခဲ့တာလူလေးစားခံရဖို့ပဲဆိုတာ မြင်မှာမဟုတ်ဘူး။ကျွန်တော်တခင့်ကိုအစီခံနေတာမဟုတ်ဘူး။မှန်တယ်။ဖျားကျေးဇူးတော်ရရှိတာ သူ့ရဲ့နောက်ဆုံးသောကာလအမှုတော်ကိုလက်ခံရတာသူ့နှုတ်ကပတ်တော်တွေရဲ့ပံ့ပိုးမှုကိုခံစားရတာတိတ်ကြီးမြတ်တဲ့ကောင်းကြီးပဲဒါမဲ့ကျွန်တော်ရဲ့ဂုံစင်တန်းကိုလက်မလွတ်နိုင်ခဲ့ဘူးကိုရာထူးဆုံးရှုံးသွားတော့စိတ်မချမ်းသာဘူးတခင်ကိုပုံကန်တာနဲ့ပတ်သက်ပြီးနှောင့်တမရဘူးအပြစ်ရှိတယ်လို့မခံစားရဘူးတော်တော်မိုက်မဲပြီးမျက်ကန်းဖြစ်ခဲ့တာကျွန်တော်ရဲ့ဖောက်ပြန်ပျက်စီးပြီးပြော့ညံ့ပုံကိုမြင်တော့ နောင်တရမိတယ်ကျွန်တော်မှာဘာအစင်တမ်းမှမရှိပဲလူတန်းကကျွန်တော်ကိုညှင်းရတော့နန္ဒတကုရှင်ဘုရားသခင်နောက်ကိုအဆုံးထိလိုက်ဖို့ဆုံးဖြတ်လိုက်တယ်အာမင်ဘုရားရဲ့ကယ်တင်ခြင်းအတွက်ကျေးဇူးတော်ပဲကျေးဇူးပါမင်တော်တော်ကောင်းတဲ့အတွေ့အကြုံပဲယုံကြည်လာခဲ့တဲ့တခြားဒီလိုတက်တည်ခံခြင်းမျိုးတစ်ခါမှမကြဘူး